ကျဖြူမျိုးတိုက်ပွဲရှေ့တန်းစစ်မြေနာတွေမှာစီရေးကျွမ်းကျင်မှုမရှိတဲ့စစ်တပ်နဲ့ဆင်မွတ်စလင်တွေနဲ့ပြည်သူစစ်မှုထမ်းတွေကိုအုံပြူပြီးတော့တိုက်ခိုက်နေတဲ့အတွက်ထိခိုက်သေးဆုံးမှုတွေများနေတယ်လို့သတင်းရရှိပါရယ်။ကျဖြူမျိုးနေကတိုက်ပွဲတွေမှာ45ရက်တင်တဲ့ဆင်းထားတဲ့ကြောက်တလုံးဒုက္ခတဲ့စခန်းကမွတ်စလင်တွေကိုတာမက စစ်တွေမျိုးကပြည်သူစစ်မှုထမ်းသင်တန်းစင်မွတ်စလင်လူငယ်တွေကိုပါအုံပြူတာတွေရှိနေတယ်လို့စီရီတရင်ရင်းမြစ်တယောက်ကနရင်းစရာကိုပြောပါတယ်။ဘာစီရီအတွေ့အကြုံမှမရှိတဲ့မွတ်စလင်တွေနဲ့ပြည်သူစစ်သင်တန်းစင်တွေဒီလအထဲမှာပဲတေတာပုံများနေတာဖြစ်တယ်လို့ဒေသခံတွေကပြောကြပါတယ်။လက်ရှိတိုက်ပွဲတွေအထဲမှာမွတ်စလင်စစ်သင်တန်းစင်းတွေရဲ့အလောင်းတချို့ကိုတွေ့ရှိရတယ်လို့ဖမ်းမိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ထရက်ဆိုချက်တွေအရလဲ မွတ်စလင်စစ်မှုထမ်းတွေကိုအသုံးပြုနေတာကိုသိရှိရတယ်လို့စီရေးသတင်းရင်းမြစ်တွေကပြောကြပါတယ်။ဒါအပြင်စစ်ကောင်စီဟာဒဏ်ရာရရှိထားတဲ့တပ်သားတွေကိုရန်ကုန်စစ်တွေနဲ့ကြောက်ဖြူပြည်သူဆေးရုံတွေကိုပို့ဆောင်ကကုသပေးနေပေမဲ့လည်းမွတ်စလင်စစ်သားတွေကိုတော့သတင်းပေါက်ကြားမှာကိုစိုးရင်ကတပ်တွင်းနဲ့ကြောက်တလုံးစခန်းဂိတ်တွေမှာသာရှိုးဝက်ကုသပေးနေတာဖြစ်တယ်လို့သိရပါတယ်ရှင်။